အားလုံးပဲမင်္ဂလာပါရှင့်ဗန်ဒူလာ TV News ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့ကိုအောင်မိုးကျော်ရဲ့ဇွန်လ28ရက်နေ့သတင်းတင်ဆက်မှုပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ပေးကြဖို့မေတ္တာရက်ခံပေးရစီရှင်အားလုံးမင်္ဂလာပါခင်ဗျာဇွန်လ29ရက်နေ့တွင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းတွေကိုမတင်ဆက်ခင်ကျေးဇူးတင်တဲ့ကားလေးပြောချင်ပါတယ်မနေ့ကကျွန်တော်ရဲ့ video မှာ အဲကျွန်တော်တို့ဒီဘက်ချမ်းမှာရှိရဲတရင်းသမားတွေဒါမှမဟုတ်ချင်း content creator တွေပေါ့နော်အဲ့လိုလူတွေရဲ့အခက်ခဲတဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုမှာတင်ပြခဲ့ပါတယ်ဒီလိုတင်ပြတဲ့အချိန်မှာပဲအားလုံးကဝိုင်းပြီးတော့စာနာပေးကြတယ် comment တွေမှာလည်းတွေ့ရတယ်နောက်ပြီးလို့ရှိရင်ကုညီပတ်မှုမှုတွေလည်းလုပ်ပေးကြတာတွေ့ရပါတယ်အဲ့ဒီတွေကကျေးဇူးများအိုက်တင်ပါတယ် ဆက်ပြီးတော့လည်းရေရှည်ရက်တည်နိုင်မှုအတွက်တရင်သမားတွေကိုအခုလိုပဲဆက်လက်ကူညီပံ့ပိုးပေးကြပါလို့မြစ်တရရဲ့ခံကြပါတယ်ပထမဆုံးပြောချင်တာကဒီရက်ပိုင်းမှာကျွန်တော်တို့ပြည်ထဲမှာနည်းနည်းလေးလှုပ်ရှားမဲ့ခွင့်တပွင့်ကပါလဲဆိုတော့ဒါကမြေအောက်ဆေးရုံပြည်မြေအောက်စာသင်ကျောင်းဆိုတဲ့ခွင့်ပဲဖြစ်ပါတယ်ကျင်တော့အကြောင်းတွေအမျိုးမျိုးပြပြီးတော့စေကူတာမှုတွေလှူဆောင်မှုစာသင်မှုအတွက် ကျွန်တော်စတဲ့ဒီ NUG ပညာရေးတို့ Federal ပညာရေးတို့စသဖြင့်လှုပ်ဆောင်နေတာတွေအများကြီးရှိတယ်။နောက်အခုကတခါထပ်ပေါ်လာပြန်ပြီ။မြေအောက်စာသင်ကျောင်းမြေအောက်စီယုံဆိုပြီးတော့မြေအောက်စီယုံမြေအောက်စာသင်ကျောင်းဆိုပြီးဘာလို့လုပ်လဲ။ခေါင်းစဉ်ကတော့တက်ကလေရင်နဲ့ဘုံကျဲလို့သူတို့ကမြေအောက်မှာလုပ်ရပါတယ်ဆိုပြီးတော့ပြချင်တာပေါ့။အဓိကကဒီလိုပြချင်တာ။ဒါပေမဲ့တက်ကကိုနေရာတိုင်းပုံလိုက်ကျင်းနေလားဆိုတာလည်းမဟုတ်သေးဘူး။ဒါမှမင်းကကျွန်တော်တို့ရထားတဲ့သတင်းတွေကနှထိုးကြီးဘက်ကအချို့သော PDF ဖွဲ့ဝင်တွေက ရွာတွေမှာရှိနေတဲ့စာသင်ကျောင်းတွေစီပီကန်တွေမှာဒါခိုးအောင်နေတယ်စေကူတာမှုတွေလုပ်နေတယ်ဆိုတော့ကျွန်တော်တို့ဒါတွေ့ကြတာပြီးခဲ့တဲ့ရက်ပိုင်းကလည်းစကန်နဲ့ဒေတာဒီတဲကြီးကုန်းတာအဲ့ဒီမှာလက်ခက်တွေလုပ်နေတဲ့ PDF ဖွဲ့ဝင်ရောက်စီးနေပြီးတော့ရှင်းလင်းနိုင်ခဲ့တယ်စာသင်ကျောင်းမှာလုပ်နေတဲ့တဲကြီးကုန်းမှာသူပြောချင်တာကတော့သူတို့ကိုယ်တိုင်ကအဲ့ဒီစာသင်ကျောင်းတွေကိုအမိခိုးပြုတ်ပြီးတော့လုပ်နေလို့အခုလိုမျိုးရှင်းလင်းခံရတာသူတို့ကအဲ့ဒီစာသင်ကျောင်းတွေမှာမလုပ်ဘူးအဲ့ဒီစေပေးကန်းတွေမှာတော့မခိုးလို့ဘူးဆိုလို့ရှင် ဘုံကျဲစရာကြောင့်တခြားမှတော့မရှိဘူး။နော်စာတင်ကြောင်းတွေမှာခိုးတယ်ပြီးလို့ရှိရင်ကလေးတွေကိုခုနပြောတဲ့ Federal ပညာရေးတွေ NUG ပညာရေးတွေကောင်းဆက်တက်ပြီးတော့ကလေးတွေကရှောက်ခေါ်ထားတယ်။ဒါလူသားတိုင်းလုပ်တာ။အဲ့ဒီအတွက်ရှင်းလင်းခံရတာ။နော်သူတို့ကအဲ့လိုမျိုးမလုပ်ဘူး။နော်ရေသားပြည်သူတွေနဲ့ဝေးဝေးနေမယ်။ရေသားပြည်သူတွေလူသားတိုင်းမလုပ်ဘူးဆိုရင်ထိစရာကြောင်းတခြားမှမရှိဘူး။တကယ်သူတို့ခိုးတဲ့နေရာတွေကိုလူမျိုးတစ်ဖုံကနေတိလို့ရှင်တော့ပြက်ခတ်ရှင်းလင်းပါပဲအဲ့ဒီအချိန်မှာအောက်မှာကလေးပဲနေရာရှိလဲဘလို့မှစစ်စစ်အတီးပြလို့မရဘူး နောက်တစ်ချက်ကကြတော့ဒီမြေအောက်ဆေးရုံတွေနဲ့ပတ်သက်ပြီးတို့ကမြေအောက်ဆေးရုံလုပ်တယ်။တို့ကမြေအောက်ဆေးရုံလုပ်တာတကယ်တမ်းကျတော့အများကြီးသုံးဖို့ပဲ။အရင်သားပြည်သူတွေကိုကုဖို့ဆိုလို့ရှိရင်မြေအောက်ဆေးရုံမလို့ပေါ်တင်ကုလို့ရတယ်။တို့ကိုယ်တိုင်ကုဖို့ကြတော့အဲ့လိုမဟုတ်ဘူး။တို့ကတော်ရည်တဖုံနေဘူးချောင်းမြောင်းတက်ခိုက်တယ်ပြစ်ခတ်တက်ခိုက်တယ်ဒီလိုတက်ခတ်ပြီးလို့ရှိရင်အဲ့ဒီကနေဒဏ်ရာရလာတဲ့သူတွေကိုကြုံတဲ့နေရာမှာကုတာအဲ့အတွက်မြောက်စေုံမှမလုပ်တာတခုတော့ရှိတာပေါ့ ဒါအတန်ဟာပြင်းထန်လို့ဖျက်ရမယ်တောက်ရမယ်သူတွေဆိုလို့ရှိရင်တော့အဲ့ဒီကိုပို့ရင်တော့ပို့ထားမှာပေါ့နော်အဲ့တော့ဒီလိုလုပ်တယ်လုပ်တာတသက်လူစားွယ်တခုလိုပဲကျွန်တော်လည်းမြင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီကုလသမဂ္ဂလူခွင့်ဆိုင်မဟာမင်းကြီးဖော်ကာထပ်ကနေပြီးတော့ဂျယ်ရီဘာမှာရှိတဲ့လူခွင့်ရေးကောင်စီကိုတောက်ကြနေမှာကျွန်တော်နိုင်ငံနဲ့ပတ်သက်တဲ့အစီအစဉ်ခန်းစားတောင်းတင်သွင်းခဲ့ပါတယ်အဲ့ဒါကတော့မြန်မာနိုင်ငံမှာလူခွင့်ရေးအခြေအနေတွေ ရန်နဲ့ချင်ချင်ဆိုးွားနေပြီဆိုလို့ပြီးတော့တင်ခဲ့ပါတယ်ဒီနေရာမှာဗီဒီယိုတဖွဲ့ဝင်တွေရဲ့ထိုးစစ်တွေပေါ့ပြီးလို့ရှိရင်လူသားချင်းရဲ့စာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပိတ်ဆို့တာအဲ့ဒီနှစ်ခုကိုကျွန်တော်လုံးဝသဘောမတူဘူးဒါကြောင့်လဲဆိုတော့လူမျိုးရေးတဖွဲ့ဝင်တွေဒါမှမဟုတ်လို့ရှိရင်တက်မတော်နေနဲ့ရဲတဖွဲ့အနေနဲ့ပြည်သူစစ်တွေအနေနဲ့ကအကုန်လုံးဟာဟိုခုခံကာကွယ်ရေးနဲ့နေမီရှင်းလင်းရေးပဲလုပ်ဆောင်နေတာကျွန်တော်တို့မြင်ရတယ်ထိုးစစ်ဆိုလို့မေမေရရမရှိဘူးဒါကြောင့်လဲဒါကြောင့်ထိုးစစ်မလုပ်တာလဲ ်ထိုးစစ်ပါလို့မလုံနေဘူးလဲဆိုတော့ကျွန်တော်ပြောပါဥပမာဗန်မော်ခုခံကာကိုဆက်နေလက်ရှိချိန်ဒီဆင်နွှဲနေတော့နော်နောက်ပြီးလို့ရှိရင်ဖားကန်ဖားကန်ကလည်းဘာမှမဟုတ်ဒီတရားမဝင်တပ်တူတွေထုဖော်နေတဲ့ KIA နဲ့ PDF အဖွဲ့တွေနော်ပြစ်စလက်ခတ်လုပ်နေတဲ့နေရာကိုနေမရှင်းလေးလို့နိုင်ငံရေးတပ်မတော်တစ်ခုအနေနဲ့ဘယ်နေရာမှာနေနေကြိုက်တဲ့နေရာမှာနေလို့ရတယ်ကြိုက်တဲ့နေရာမှာအခြေချလို့ရတယ်ဒါပေမဲ့ तू ခြေချမဲ့နေရာမှာ तू တက်ဆွဲမဲ့နေရာမှာတောင်းကျဉ်သူတွေရှိနေလို့ရှိရင်တော့ရှင်းလေးလုံးပါပဲအဲ့လိုနောက်တော့သူ့ကိုလာရောက်တိုက်ခိုက်တဲ့သူတွေကိုတံပြန်တိုက်ခိုက်ပါပဲဒါကအဲ့ဒီ ကုလမကရဲ့လူခွေရေးဆိုင်ရာမဟာမင်းကြီးပြောသလိုမျိုးတပ်မတော်ရချိုးစစ်မဟုတ်နောက်တစ်ချက်ကကျတော့လူသားချင်းစာနာထောက်ထားမှုတွေအကူအညီတွေပိတ်ဆို့နေတယ်ဆိုတော့ပြောချင်တာလူသားချင်းစာနာထောက်ထားမှုဆိုတာကအစိုးရစီဝင်လာလိုက်တွားလို့ရတယ်ဘယ်လိုမှဆိုဆက်လုပ်လို့ရတဲ့အရာလေးကြီးပဲကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ဒီငလျင်ရောက်ဖြစ်နေတဲ့အခက်အခဲကြီးတော်တော်များများအစိုးရဘယ်လောက်ထိခွင့်ပြုခဲ့လဲ။နိုင်ငံတကာက လာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအကုန်လုံးနှိပါးကိုလက်ခံမိခဲ့တယ်။လေရင်တွေနေ့စဉ်နဲ့အမြဒါလေရင်ကြီးလေရင်ငယ်နဲ့ဆင်းတဲ့ရေရင်တွေနဲ့လာတယ်။စသဖြင့်ကုန်းလမ်းတွေကနေလည်းပို့တယ်။အဲ့လိုကိုလက်ခံမိခဲ့တာ။လူသားချင်းစာနာထောက်ထားမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ပိတ်ဆို့ထားတာတစ်ခုမှမရှိဘူး။နောက်တစ်ချက်ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာပြဿနာတွေမှာကုလသမဂ္ဂအဖွဲ့အစည်းတွေကဘယ်ဟူပေးချင်တာလဲစစ်ပေးရှောင်ဆိုလို့ရှိရင်ဒီလက်နက်ကိုင်တွေအောက်မှာရှိတဲ့လူတွေကပဲစစ်ပေးရှောင်လို့အဲ့ဒီအဖွဲ့တွေကယူဆတယ် ဒီမျိုးပေါ်မှာလာရောက်တင်းရှောင်နေတဲ့ခက်ခဲနေတဲ့ပြည်သူတွေကလည်းအများအပြားဒုနဲ့တည်းရှိတယ်။ဒါကိုအစိုးရကလွတ်လပ်စွာလုပ်ကိုင်ခွင့်တော်လောက်ခင်ပေးထားရတယ်။ဆိုတော့အဲ့ဒီလူတွေကိုကုညီထောက်ပံ့လို့မရဘူး။ရနေတာဘာလို့လဲကုညီမထောက်ပံ့တာ။ဟိုလက်နက်ကိုင်တောင်ကျန်းသူတွေရဲ့လက်အောက်မှာရှိတဲ့စစ်ပေးရှောင်မျိုးပဲသူတို့ကစစ်ပေးရှောင်လို့သတ်မှတ်တယ်။အဲ့ဒီလူတွေကဘယ်မှာအခြေကျအခြေတည်ပြီးတော့ဘယ်နေရာကိုရှောင်တဲနေကြရတယ်ဆိုတော့အဲ့ဒီလူတွေကဘယ်လိုနည်းဘယ်လိုဟန်နဲ့ထောက်ပတ်မှလဲအဲထောက်ပတ်မိထားလိုက်တော့အဲ့နိုင်ငံသားတွေရေတွာလာမှုဘယ်လိုလိုမျိုးပြီးမှလဲတခုခုဖြစ်လာရင်နိုင်ငံတော်ကနေပြီးလိုက်ရှင်းရမှာ နော်ပြီးခဲ့တဲ့ဒီငလင်ကိစ္စတွေမှာလည်းအဲ့တိုင်းပဲအချုပ်သွေးစရားတွေအများကြီးပေါ်လာတယ်မတော်တဆတစ်ခုခုဖြစ်သွားတယ်ဆိုနိုင်ငံတော်အများကြီးတောင်းယူလိုက်ဖြစ်ရမှာလို့လို့မြအောင်ဒီလိုကာလမှာလက်နက်ကင် တောင်းကျန်းသူဆိုတာကဒီလောက်ခေါင်းသွားတဲ့သူတိတ်မရှိနဲတယ်အဲ့တော့ပြစ်ထည့်လိုက်လို့ရှိရင်တယောက်နှစ်ယောက်တည်လို့ရှိရင်နိုင်ငံတော်ကဥတည်ပြီးလိုက်ရှာမှာအဲ့ဒါတစ်ချက်နောက်တစ်ချက်အချို့ကစေဘေးရှောင်တွေကိုကူညီတယ်လို့ခေါင်းစဉ်ပြပြီးတော့လက်နက်ကင်တောင်းကျန်းသူတွေကိုထောက်ပံ့တဲ့ထောက်ပံ့ခဲ့တဲ့ဖြစ်စဉ်တွေလည်းအများကြီးရှိခဲ့ ။ဆိုအဲ့ဒီလူတွေကအဲ့လိုမလုပ်ဘူးလို့အမခံနေတာ။အဲ့လိုလုပ်ခိုင်းရင်ရောဘသူကဥတီပြီးတော့ဒါကိုဖြည့်ရှင်းပေးမှလည်းပေါ့။ဆိုကုလသမဂ္ဂလူခွင့်ရေးဆိုင်မှာမင်းကြီးအနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့တုံ့တက်မှုတွေဒါမှမဟုတ်ရှင်ချင်းကမှုတွေကတချမ်းပဲဖြစ်နေတယ်ဥတီမှုတွေကလွဲမှားနေတယ်လို့ပြောချင်တယ်။နောက်တစ်နေ့တော့ကျွန်တော်တို့ဒီထိုင်းဝန်ကြီးချုပ်ဖီတုံတန်းနှုတ်ထွက်ရေးအတွက်ထိုင်းနိုင်ငံအနုစဝယ်လီလို့ခေါ်တဲ့ကျွန်တော်တို့ထိုင်းမျိုးလေပေါ့နော်လူပေါင်းထောင်ပေါင်းများစွာဆန္ဒပြဆန္ဒထုတ်ပေါ်နေပါတယ်။ တော့ဝန်ကြီးချုပ်နှုတ်ထွက်ရေးအတွက်ထိုင်းပညာရှင်ပေါင်း၁၀၀ကျော်လောက်ကလည်းထိုင်းပြည်ရင်စီကိုအတနာခံစာတင်ထားတယ်လို့ပြောပါတယ်ဝန်ကြီးချုပ်ကအသက်ငယ်ရွယ်တဲ့အပြင်အတွေ့အကြုံမရင်ကျက်မှုတွေရောနိုင်ငံရဲ့ချုပ်ချာအာဏာကိုချိုးဖောက်မှုတွေလည်းလှုပ်ဆောင်ခဲ့တဲ့အတွက်ဝန်ကြီးချုပ်ပြည်တော်ကိုရာထူးကနေဖြုတ်ချပေးဖို့အတွက်အတနာခံစာတင်ထားတယ်လို့ပြောပါတယ်နောက်တစ်ဒီတစ်ပုဒ်ကတော့ဒီအပိုင်းမှာနေမရှင်းလင်းရေးတွေလှုပ်ဆောင်နေတဲ့လူမျိုးတစ်ဖက်ဝင်တွေဟာတပိတ်ချင်းဒေသမှာရှိတဲ့ PDF အဖွဲ့ဝင်ချုပ်ကိုဒါနေမီရှင်းလင်းလှုပ်ဆောင်ခဲ့ပါတယ် ဒီလိုချင်းချင်းတဲ့နေရာမှာဇလ29ရက်နေ့က TNL နဲ့ PDF ဖွဲ့အလောင်း၅လောင်းလက်နက်မျိုးစုံ၅လက် drone ကတ်ဒီမိုင်းတွေတိတ်ဆိတ်ရမိခဲ့တယ်လို့သိရပါတယ်နောက်တစ်နေ့ကတော့ကျွန်တော်တို့နောင်ချိုဖြစ်ပါတယ်နောင်ချိုကိုကျွန်တော် Telegram မှာရေးထားပါတယ်နောင်ချိုဟာလက်ထက်ကမ်းပဲရှိပါတော့တယ်နောင်ချိုမျိုးရဲ့အစင်ခြေပုံ area တွေအထိကိုလုံချိုတပုံနေခြေချနိုင်နေပြီဆိုတော့အပြန်အလှန်တိုက်ပွဲတွေဆက်ရှိနေတယ်အရင်ကလည်းပြောမှုတယ်ဒီဘန်မွေးဘက်ကတက်မှာဆိုရင်တဖန်ပိုင်းမှာခန်းစစ်ပြင်ထားတယ် အုံမခါမှာတိုက်ပွဲပြင်းထန်နေတယ်။အုံမခါကိုလည်းကြိုသွားပြီလို့ကျွန်တော်တို့ရထားတယ်။ဒါပေမဲ့လည်းဟိုဒီနေ့အတိတ်ကြောင်တော့ကျွန်တော်တို့ထုတ်ပြမှာတော့မဟုတ်ပါဘူး။အုံမခါဘက်ကဒီထိတွေ့တိုက်ပွဲဖြစ်စဉ်တွေမှာ TNL PDF PDF ဆိုတာဒနု PDF ပေါ့နော်။အလောင်း၁၀လောင်းတိုက်81တနက်၄လက်နဲ့တခဲရည်နေဆက်ဆက်ပစ္စည်းတွေတိတ်စီရမိခဲ့တယ်လို့သိရပါတယ်။အဲ့လိုပဲတောင်ခမ်းဘက်ကိုတက်တဲ့စစ်ကြောင်းကလည်းအခုဆိုလို့ရှိရင်ဒါတော်တော်လေးကိုချင်းကပ်မိသွားပြီ။အဲ့ဒီစစ်ကြောင်းကတော့စောစောလေးမြွေရဲဝင်သွားမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်။ တော့ PDF အချို့ကလက်ရှိနောက်ဆုံးခန်းစစ်စီလို့ပြောလို့ရတယ်။ဒါမျိုးရင်းမျိုးစုံခန်းစစ်စီပေါ့နော်တန်တရာရေးစီဒီဘက်ကိုဒါရွှေ့သွားပြီနောက်ချို့မှာတန်တရာရေးစီဒီကလည်းကုန်းမြင့်ပါတယ်နောက်ပြီးရှင်အဲ့ဒီစီဒီတော်ရဲ့အဲလှိုင်းပေါ့နော်လှိုင်းစီဒီမျိုးစားဖြစ်ပါတယ်အဲ့ဒီစီဒီတော်ရဲ့မူလတီထားကိုးွက်ပုံကဗန်ဂါကြီးလိုပဲတော်တော်ကြီးကိုခိုင်ခန့်တယ်တုံတယုံဘုံတက်အမြောက်တန်ကတော့ခံနိုင်တဲ့ပုံစံရှိတယ်ဆိုတော့ TNL တွေကဒါကိုအတုံးချပြီးတော့စီဒီတော်ရဲ့ တပုံးမြင့်တဲ့နေရာချို့ဒီမှာနေရာယူပြီးလူညိုကြီးတစ်ဖက်ဝင်တွေကိုဆက်လက်တိုက်ခိုက်ဖို့ရှိနေပါတယ် TNL နဲ့ PDF တွေအနေနဲ့ဒါကနောက်ဆုံးခက်စစ်စီဖြစ်သွားနိုင်တယ်နောက်ဆုံးနေလဲသူတို့မဆုတ်ခင်အကာအကွယ်ပြုတ်သွားတဲ့နေရာလည်းဖြစ်သွားနိုင်တယ်အဲ့တော့နောက်ကျမျိုးရဲ့အချို့နေရာတွေမှာ ခက်စစ်တွေပြင်ပြီးတော့လူမျိုးတစ်ပုတ်တွေနေကိုရင်ဆိုင်တက်ခိုက်တာတွေဖြစ်လာနိုင်တာဖြစ်လို့ဒါနောက်ချူမျိုးမှာလည်းအပျက်စီးအချို့မကြခင်မြင်လာရနိုင်တယ်ပြောချင်တာကတော့နောက်ချူမျိုးကိုမကြခင်မှာလူမျိုးတစ်ပုတ်တွေကတိမ့်ပိုက်ရရှိဖို့အများနေပြီအဲတော့နောက်ချူမျိုးပေါ်မှာရှိနေတဲ့ PDF နဲ့ TNL AP အဖွဲ့တွေမျိုးပေါ်မှာနေထိုင်ပြီးတော့ဒီအဖွဲ့တွေရဲ့အာကိုနဲ့မိုက်ကြီးခွဲနေတဲ့သူတွေနောက်စက်ကြီးကောက်နေတဲ့သူတွေနောက်အချို့ယူမှုတောင်းဝယူခဲ့တဲ့သူတွေအခုချိန်နဲ့စပြီးတော့ပြင်းနေတော့ပြီးပြင်းနေပြင်းနေပါပြီ။တော့ပြင်းနေတော့ပြီလို့ကျွန်တော်အနေနဲ့ထင်ပါတယ်။ ။ဒါမကြခင်မှာနောင်ချူကလက်တကန်အလိုမှာတိတ်ပိုက်ပြီးတော့ပြည်သူလက်ထဲကိုအပ်ဖို့ရှိနေပါပြီ။အဲ့တော့ဒီနောက်နောင်ချူဆင့်မြက်တဲ့ပြည်မှာဒီလိုမျိုးတဖုံငင်တွေကရွရွချင်ချင်တိုက်ခိုက်တယ်လို့ပဲ။နောက်ကနေပြီးတော့တက်တော်အရာရှိကြီးပိုင်းတွေအထိရှီတဲ့ဆင့်မြက်တဲ့ပြည်တွေကိုသွားပြီးတော့ဒါထောက်ပတ်မှုတွေအားပေးမှုတွေဒါဇက်တိုက်လှုပ်ဆောင်ခဲ့တာတွေ့ရတဲ့အတွက်ဒီတိုက်ပွဲတွေကဒါကလည်းအများကြီးခွာဖြစ်စေခဲ့တယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်။နောက်တစ်နေ့တော့ကတော့ကျွန်တော်တို့ဘိုးရဲနေသားကြီးအရှိချင်းရွှေချင်းမြို့နယ်ထဲမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့တဲ့တင်ဖြစ်ပါတယ်။အဲ့ဒါကတော့ KNU လောက်ခံ KNL ဖွဲ့ချုပ်နဲ့လူမျိုးတဖွဲ့ဝင်တွေဒါထိတွေ့တဲ့ပွဲခဏဖြစ်ပွားခဲ့ပြီးတော့ KNL အလောင်းနှစ်လောင်းတနက်တလက်သိရှိရမိခဲ့ပြီးလူမျိုးတဖွဲ့ဝင်တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်နောက်တစ်ခါတော့အကုန်လုံးဒါစိတ်ပူကြတဲ့ကြောက်ဖြူပဲပေါ့နော်ကြောက်ဖြူပဲမှာဒါတောက်လျှောက်ကြီးမြေပြင်ပြိခတ်မှုတွေတိတ်မရှိတော့ဘဲနဲ့ drone တက်ခိုက်မှုတွေပဲရှိတယ် drone တက်ခိုက်မှုတွေကိုလည်းလူမျိုးတဖွဲ့ဝင်တွေက data စီးနိုင်ခဲ့ပြီးတော့ drone တစ်စီးကိုသိရှိရမိခဲ့တယ်လို့သိရပါတယ်နောက်တစ်ရင်ကတော့ကျွန်တော်တို့ဒီလင်းမျက်နှာပေါ့နော်လင်းမျက်နှာ ီရက်ပိုင်းမှာတိုက်ပွဲကြီးနည်းနည်းညင်နေတယ်အတန်ချုပ်ကြရတယ်ရွာချုပ်မှာအေနဲ့ပီရက်ချုပ်ခူအောင်နေပြီမဲ့တိုက်ရိုက်ကြီးချစ်တွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်သွားတာမရှိဘူးလို့သိရပါတယ်နောက်တဲ့နေ့ဘုကတော့တနင်္လာတိုင်းဒေသကြီးပလုံမြို့နယ်ကြောက်ကရွာနားမှာရှိတဲ့လူမျိုးဖုံးဝင်ချုပ်အခြေဆိုင်ထားတဲ့ကင်းစခန်းတစ်ခုကိုတောင်းကျန်သူဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ဒီတိုက်ပွဲဖြစ်စဉ်မှာပြည်သူ့စစ်ဖွဲ့ဝင်3ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်နောက်တဲ့နေ့ဘုကတော့ဖေကုံမြို့နယ်ဆောင်းနှခဲရွာနားမှာရှိတဲ့ ပွိုက်ကစ်တုံညာလီ6တောင်းကျန်သူစခန်းကိုလူငယ်တပ်ဖွဲ့ဝင်တွေတိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ဒီတိမ့်ပိုက်မှုမှာကြားပီဒီအက်အလောင်းနှစ်လောင်းနဲ့ခရရနဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်။နောက်တင်ပို့ကတော့ဒါချိန်ပြီးတော့ရွာချင်းလဲရွာတယ်မရွာချင်းလဲမရွာတဲ့အီရန်နဲ့အမေရိကန်ကိစ္စပေါ့နော်။ဒေါ်နယ်ထရန့်ကနေပြီးတော့သူကိုယ်တိုင်အီရန်ကိုဘုံကျဲခဲ့ပြီးတဲ့နောက်မှာအီရန်တာဝန်ရှိတဲ့သူတွေနဲ့မကြခင်မှာတွေ့ဆုံမှုဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်မှာပေါ်ပြခဲ့တယ်။ဒါပေမဲ့လည်းအီရန်ဘက်ကတော့တွေ့စရာဘာကြောင့်မှမရှိဘူး။နော် ကျူတင်ချင်းချက်ထားတာလည်းမရှိဘူးသဘောတူညီမှုလည်းမရှိဘူးအဲ့တက်တွေးကြမလို့ဘူးဆိုပြီးအီရန်ဘက်ကပြောတယ်ဆိုတော့သူတို့ဘက်ကနှိမ့်နိုင်လို့မရတဲ့အချိန်မှာအခုနောက်ဆုံးကြားရတဲ့အခြေအနေတွေကအီရန်ဘက်ကနျူကလ িয়ার နဲ့ပတ်သက်တဲ့ဒီစမ်းသပ်မှုတွေကလအနေငယ်နှောက်နှေးသွားတာကလွဲရင်ပျက်စီးသွားတာမရှိဘူးအဲ့အစ်ဖာဟန်ကိုကျဲခဲ့တဲ့ဘုံတွေကဘန်ကာဖြတ်ဘုံတွေမပါဘဲနဲ့မပေါက်နိုင်လို့မကျဲခဲ့ဘူးဆိုပြီးတော့ပဲဒီအမေရိကန်ဘက်ကဒါထိတ်တန်းတောင်းရှိတဲ့သူချို့ကပြောတယ်အစ်ဖာဟန်အနေနဲ့ပျက်စီးမှုနှေးပါခဲ့တယ်လို့သိရပါတယ်အဲ့ဒီတော့ဒေါ်နယ်ထရန့်အနေနဲ့ ထပ်ပြီးတော့ဒီကောင်းဆောင်ခမင်းကြီးပုံအောင်နေတဲ့နေရာကိုသူ့အနေနဲ့တည်သွားပြန်ပြီเนาะသူတည်တယ်အဲ့ဒီအတွက်လုံးကျက်လို့ရတယ်ပေါ့เนาะအဲ့တော့အီရန်ကြီးနဲ့နျူကလီးယားထုတ်လုပ်မှုတွေဆက်လုပ်မယ်ဆိုလို့ရှိရင်ချက်ချင်းတိုက်ခိုက်မယ်ဆိုပြီးတော့ထရန့်ကပြောပါတယ်ဒါကိုအီရန်ဘက်ကအတိတ်ပဲကင်းမဲ့တဲ့ကိစ္စဖြစ်ပြီးတော့နောက်တစ်ချိန်သူတို့တိုက်ခိုက်လာလို့ရှိရင်သူတို့ကလည်းပြင်းပြင်းထန်ထန်လက်တွတ်ပြန်မယ်ဆိုပြီးတော့ပြောပါတယ်နောက်ထပ်သတင်းပို့ကတော့ဒီကနေ့ပိုင်းကဘီလာရုစ်နိုင်ငံကိုနိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ခီတွားရောက်နေတဲ့နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီးဟာ နဗီလာရုစ်နိုင်ငံကြီးပြန်ပြီးတော့ရုရှားနိုင်ငံဗလာဒီယာပြည်နယ်ကိုဝင်ရောက်လည်ပတ်နေပါတယ်။နိုင်ငံတော်ကြီးချုပ်နဲ့နိုင်ငံတော်ကြီးချုပ်နဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကိုဗလာဒီယာပြည်နယ်အကြီးအကဲတွေကညစာနဲ့တခင်အခက်မှာလေဗီလာရုစ်ကြီးစင်မှာဆိုရင်စီးပွားရေးဖိုရမ်တက်တယ်ဗီလာရုစ်တမရဒါအလက်ဇန္ဒားလူကာရှင်ကိုနဲ့တွေ့တယ်။ဒါမြန်မာနိုင်ငံသားတင်တန်းသားတွေနဲ့လည်းတွေ့ဆုံပြီးတော့ဂျင်းရင်းနီနီလို့ဆက်ခဲ့တာစကားတွေပြောခဲ့တာတွေ့တယ်ပေါ့နော်။ဆိုတော့ဒီတခြားလုံးမှာလည်းနိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ဗီဒီယိုမှာဂျင်းနီမျိုးနဲ့လို့ ကောင်းမဲ့ဒါပြန်ပြီးတော့ဒါပြည်တွင်းအကျိုးပြုစေမဲ့ဒီ tractor ဆက်ယုံတွေတွားကြည့်တာတွေနောက်ပြီးလို့ရှိရင်ဒီ node ပစ္စည်းဆက်ယုံတွေတွားကြည့်တာတွေလုဆောင်ခဲ့တာလည်းတွေ့ရပါတယ်နောက်တစ်တင်းဘုံကတော့ပြီးခဲ့တဲ့အဇွန်လ25ရက်နေ့ကဝိရဒိတာကြီးပေါ့မြုပ်နေတဲ့ကနေရာချို့ကိုလက်မတော်ဘက်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုမှာပေါ့ဘက်က PDF ခေါင်းဆောင်နော်ဒုတိယခေါင်းဆောင်လို့ပြောလိုက်ရတဲ့သူတွေတည်ဆုံးခဲ့ပါတယ်ဆိုတော့တတိယနေ့မှာပေါ်ပြလာလို့ရှိရင်တော့ရတပ်ပြည်သူတွေထိခိုက်သွားတယ်လို့ပဲပြောပါလိမ့်မယ်ဒါမဲ့လည်း PDF တွေခုအောင်တဲ့နေရာကိုစနစ်တကျ ရှင်လင်းတိုက်ခတ်ခဲ့တာလို့ဒါသူတို့ကနေထွက်လာတဲ့တရင်တွေရတိရပါတယ်နောက်တရင်ဘူကတော့ဒါကြားပြည်နယ်ဖဲခုံအဲလိုရှင်မူပြဲနောက်ပြီးဖားဆောင်ဒီဒေသမှာတိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီးတော့ဒီတိုက်ပွဲတွေမှာဒီ KNDF နောက်ပြီးလို့ရှင်ကလာဒတာဖွဲ့တွေနောက်ပြီးလို့ရှင်အဲ့ဒီမှာအခြေဆိုင်နေတဲ့တောင်ကျဲသူတော်တော်များများထိခိုက်ပေဆုံးမှုဒဏ်ရာရရှိမှုတော်တော်လေးများတယ် နော်သူတို့ခိုအောင်နေတဲ့နေရာကိုဒီကြောင့်တိုက်ခိုက်မှုတွေ drone တိုက်ခိုက်မှုတွေအများကြီးဖြစ်ပေါ်ခဲ့တာကြောင့်သူတို့ကိုယ်တိုင်တင်ထားတဲ့ဒီ inly pdf အဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့ကနေတင်ထားတဲ့နေရာတွေမှာတော်တော်များများထိခိုက်မှုတွေရှိခဲ့တယ်ဆိုတော့အချက်လက်တွေလည်းကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဆိုတော့သက်တင်ကတော့အရင်နေ့ကကျွန်တော်တင်ပြခဲ့တဲ့တင်လည်းဖြစ်ပါတယ်။ပျော်ပွဲကျွန်းတုံးမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။အဲ့ဒီကျွန်းတုံးမှာရှိတဲ့ဒီစာတင်ကြောင်းကိုညွှန်ညွှန်ပြပို့အတွက်နော်ညွှန်ညွှန်ပြပို့အတွက်လာတဲ့ညွှန်ညွှန်တဖွဲ့ဝင် အချို့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကြိမ်ကြိမ်ပြောခဲ့ပြီးဖြစ်ပါတယ်နော်ချောင်းချောင်းတိုက်ခိုက်ခံရတာစီးလာတာသာသနာရေးနဲ့စီးပြီးတော့ပြစ်သွားတာအဲ့တော့ဒီမှာတည်င်းနေရဘယ်လိုရေးလဲဆိုတော့ဒီလိုမျိုးတပ်ဖွဲ့ဝင်တွေကစက်ကြီးတောက်နေလို့သူတို့ဘက်ကပြစ်ရတာပါဆိုပြီးတော့မမှန်မကန်နော်ဒီတည်င်းပြန်ပြီးတော့ပြန်ကြားတဲ့သူ PDF ဘက်ကတည်င်းပြန်ကြားတဲ့သူကဒီလိုမျိုးပြောတယ်ပဲလို့ပဲတည်ပြန်ရေးတဲ့သူတွေကလည်းတည်အမှန်ကိုမျက်ွယ်ပြုတ်ပြီးတော့စက်ကြီးကောင်းတွေလိုမျိုးတပ်ပုံတွေကို PDF တွေကလာတိုက်တယ်ဆိုတဲ့သဘောမျိုးနဲ့ ဒါလုတာတကယ်တော့ကျွန်တော်မဟုတ်ဘူးကြီးကစီလာတယ်စီလာပြီးလို့မျိုးတပုတ်ဝင်နေကိုအနီးကပြစ်ခတ်တိုက်ခိုက်သွားတာဖြစ်ပါတယ်ဒီနေ့တော့သတင်းတွေကတော့တော့ပါပဲခင်ဗျာကြီးစုအပ်ပေးတဲ့သူတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ now ဆုံးရပြည်ရင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မြစ်တာရက်ခံပေးရစေရှင်နောက်အစီအစဉ်မှာပြန်တွေ့ကြမယ်နော်